မင်္ဂလာပါရှင်။မော်ဝီကျောင်းတော်ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရင်မဲကံဘလူရဲ့စုံညိနောင်နဲ့တိုင်နွားရေးငနက်မောင်ဆွဲဇလန်းကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။မောင်မြေညီနေလာလေကွာ။သမီးစားရအောင်။ကြုံမစားဘူး။လာပါကွာ။မင်းဘာမှမစားရသေးဘူးမို့လား။မောင်မြေသတိရလာတော့စုံညိနောင်နဲ့အတူခရီးဆက်နေခဲ့တယ်။ငဝုန်းနဲ့ငထိန်ကိုမောင်မြေဒေါသတကြီးအိုဟိဆိုင်နေပေမဲ့မောင်မြေရဲ့လက်သေးစုပ်တွေက ငထိန်တို့အတွက်ဘလို့မှမဖြစ်ဘူး။ငထိန်ကမောင်မြဲကိုအမြင်မကြည့်ပေမဲ့ငအိုးရဲ့တမ်းမြင့်မှုကြောင့်မောင်မြဲကိုဘလို့မှမတုံ့ပြန်ရှာဘူး။နောက်ပါစုမောင်မြဲရာမင်းကတော့ပြောရခက်တဲ့ကောင်းလေးပဲ။ကျုပ်ရဲ့ဦးကြီးကိုတတ်တဲ့ခမရုံးနဲ့တူတူလေးမလိုက်ခဲ့နိုင်ဘူး။ကျုပ်ကိုဒီနေရာမှာပဲထားခဲ့ကြစမ်းပါဗျာ။အခုအခုပြောထားလို့သာကျုပ်ဒီကောင်ကိုဘာမှမလုပ်တန်းတော့။ထက်ပြီးတော့မစိုးလာစေနဲ့။ဒီလိုမှမဟုတ်ရင်တော့ငထိန်ကကလေးတဲနဲ့ဝါစာဖို့ဝင်မလဲဘူး။ငထိန်ပြောတော့မောင်မြဲကြောက်စိတ်တော်ဝင်သွားမိတယ်။ ဆက်ပြောမယ့်စကားတော့ပြောမထွက်ပဲနေရာမှာငြိမ့်နေတယ်။လာပါကွာမောင်မြေကုလူထမင်းစားရအောင်။ငအောဆွဲခေါ်ပြီးထမင်းကြီးတို့မှထမင်းစားတယ်။မျိုးလုံးတွေကငထင်းကိုခိုးကြည့်နေတယ်။မောင်မြေကိုကြည့်ပြီးငအောပြုံးမိတယ်။ငအောကသာပြောရဲဆိုရဲတဲ့မောင်မြေကငထင်းကိုတော့ကြောက်ရှာတယ်။တရက်မှာညီလေးအခုနွားပွဲသွားကြည့်မလို့လိုက်ချင်သေးတာ။ဘယ်ဟုသွားကြည့်မလို့လဲကို။ဟိုဘက်နားရွှေမှာနွားပွဲရှိရင်လို့ကိုကြားလို့ကွ။အဲ့ဒါသွားကြည့်မလို့။ကျုပ်တို့ဒီနေ့ရောက်တာရပ်ပိုင်းမဲ့ရှိသေးတယ်။ တော့မယ်ဆိုရင်လည်းဂရုစိုက်ပြီးတော့ပြန်အေးပါကွာမောင်မြဲကြီးမင်းတို့လိုက်မလားငအိုးကမောင်မြဲကိုမေးတော့မောင်မြဲငအိုးကိုတလဲငထိန်ကိုတလဲကြည့်ပြီးခေါင်းငိတ်နေကျုံလိုက်ခဲ့မယ်မောင်မြဲအတူလိုက်မယ်ဆိုလို့ငအိုးပြုံးနေမောင်မြဲပခုံးပေါ်လက်တင်ပြီးကဲတဖြစ်နေသွားစို့ပြောပြီးတော့လွဲတင်လုံးလွဲပြီးထွက်လာခဲ့တယ်ငထိန်ကဝါးထဲမှာကျန်ခဲ့တယ်ရွာနမရချောင်းတို့ရွာဒီရောက်မှနွားပွဲကျင်းမှတော့ကြီးကျယ်ပဲရွာရဲ့လူချမ်းသာဥွှေတို့ရဲ့နွားကြီးရာစာနဲ့ တခြားရွာနွားပြန်တိုက်ကြမဲ့ပွဲဖြစ်တယ်။ဥွှေတူဟာသူ့ရဲ့ရှုံးပွဲမရှိရာဇာကြီးကိုတုံလေးသဘောကျနေတယ်။ရာဇာကြီးကလည်းနွားတကောင်မှရှိတဲ့နဲ့ထွားချိုင်းမှုမျိုးနဲ့ပြည့်စုံနေပြီးတော်တန်နွားရှင်တွေပြန်ရဲကြအောင်ခုတော့နွားတိုက်ပွဲကပြင်းထန်နေတယ်။ငအိုးနဲ့မောင်မြဲတို့ရောက်လာချိန်မှာတိုက်ပွဲကစနေပြီ။ဟေးရာဇာကြီးကပေါက်ချိုင်းနေကနွားပြိုင်ပွဲကိုလူတွေကြိတ်ကြိတ်တို့အားပေးကြတယ်။မောင်မြဲလာလာရှိဦးကြအောင်တိုးကွာ။ ငောရှိဆုံးဥဆောင်လူတွေချရင်တိုးဝင်နေနောက်ကမောင်မြဲပမလာမဆုံးလို့လက်ကိုဆွဲခေါ်ရသေးတယ်ဖြည်းဖြည်းသွားပြန်သူများတွေနေမိကုန်ပြီမောင်မြဲစူအောင်အောင်နဲ့ပြောရှာတယ်ရှိဆုံးဆောင်မှနွားပြန်ဝဲကိုရှင်းရှင်းလင်းလင်းမြင်ရတယ်သူတို့ကြည့်နေတဲ့အချိန်မှာပဲရှာစာကြီးရဲ့တိုက်ချက်ကြောင့်ပေါကျန်းရဲ့ဥကြိုဆောင်ကျိုးသွားတယ်ဒါတွေမကခေါင်းတစ်ခုလုံးလေးသွေးချင်းချင်းနီးနေတယ်ဟာပေါကျန်းပြေးပြီအမှန်ပဲပေါကျန်းသွေးယူသွေးနဲ့စီးဝိုင်းပြင်ပထွက်သွားပြီ ောက်ကျိုင်းဘက်ကလောင်းထားသူတွေရဲ့တပြင်းချတဲ့ညီးတွားတန်တွေနဲ့စုညံ့နေတယ်လို့ဥရွှေတို့ကတော့သူ့နှွားကြီးရှားစာကိုကြိုက်ပြီးဝန်တာအားရနဲ့တဟားဟားရှိမောနေတယ်။မင်းတို့ကြုံမပြောဘူးလားမတူရင်မတူနဲ့တမ်းမငင်လားမရှင်နဲ့လို့ခုကြည့်စမ်းခွေးပြေးဝက်ပြေးအေးနှွားပြေးပြေးသွားပြီဥရွှေတို့ကတဖက်နှွားသမားကိုအနိုင်ပိုင်းပြီးပြောဆိုပြီးရှိမောနေတယ်။ကြော့ဗျာခမရလောင်ကြီးပေးသွားတဲ့ငွေတို့ကိုကြိုက်ပြီး ဥရှိတော်ကပြန်ပွဲလာကြည့်သူတွေကိုဟေးပြန်ကျင်တဲ့သူရှိသေးလားရှိရင်ထွက်ခဲ့ကြိုက်စင်းနဲ့ကြိုက်တာသာပြောရစေရမယ်။အော်ဟေးပြောနေရတယ်မောင်မြေမင်းတယောက်တည်းနေရလားခမရပေးသွားမလို့လေငါနွားပြန်ပွဲဝင်မလို့ပြန်ရအောင်ခမရမှာနွားမှမရှိတာရှိပါလေကွာငါရဲ့နွားကြီးငနက်မောင်ရှိတယ်ဒီကောင်ကြီးကိုထုတ်သုံးဖို့ချိန်ကြပြီပြောပြီးတော့မောင်မြေကိုထားခဲ့ပြီးရှိကိုချိန်နှံတိုးတယ်ဟေ့တငယ်ဘာလဲဝင်ပြန်မလို့လားဟုတ်တယ် ကျုံနွားနဲ့ခမရနွားပြိုက်မယ်။ဒါဆိုပေးမလဲမင်းနွား။ခေါ်ခဲ့လေ။တို့ခေါ်ခဲ့ပါမယ်။ခမရဟုတ်တာခဏစောင့်ပြီးပါ။ငါအော်ဒီလိုပြောပြီးမောင်မြဲကိုနေရာမှာနေစေပြီးသူကလူအုပ်ကိုတိုးပြီးထွက်လာတယ်။လူအုပ်နဲ့ဝေးတဲ့နေရာရောက်မှချုံနွားကိုအွယ်ပြုတ်ပြီးသူ့ရဲ့နှွယ်အိတ်ကိုနှိုက်လိုက်တယ်။နှွယ်အိတ်တွင်အနှက်ရောက်နှွားရုပ်လေးငါအော်လက်ထဲပါလာတယ်။နှွားရုပ်လေးကတစ်သားနဲ့ထွန်းထုတ်ထားတာဖြစ်ပြီးတစ်ဆေးတုတ်ထားလို့နှမောင်တောက်ပြောင်နေတယ်။ကဲ၊တားရည်မင်းအချိန်ကြပြီဟဲ့။ နှောပြောပြီးတော့နွားရုံလေးကိုမိဖို့အသာချလိုက်တယ်။ပြီးရင်နောက်နောက်ကိုစုပ်ပြီးနွားရုံလေးကိုအသက်သွင်းတော့တယ်။ဂါတာရီရှုပ်ဆိုတာဆုံးသက်တော့နွားရုံလေးကနွားကြီးတကောင်ဖြစ်ပြောင်းလာတယ်။အရှုံလေးရဲ့သွင်ပြင်းနဲ့နွားရဲ့သွင်ပြင်းကတထင်ရလေးတူးနေတယ်။ตาကြီးငနဲ့မောင်ကြီးတွားဆိုကွာသူတို့အနိုင်ယူကြတာပေါ့။ငအောရှိပြီးငနဲ့မောင်ဆွဲပြီးထွက်လာတယ်။ငအောဆွဲလာတဲ့ငနဲ့မောင်ကိုမြင်တော့လူတွေအံ့ဩနေတယ်။နွားကြီးကလှလိုက်တာ။နွားကြီးကတော်ချောတာပဲ။ခမရဘေးကနွားကြီးယူလာတယ်။ မောင်မြင့်အမေကိုငါအောရမဖြစ်ပြုံးရီသာပြုံးပြီးဥွှေတိုးစီကိုသွားတယ်ဥွှေတိုးကငနဲ့မောင်ကိုတေးချကြည့်တယ်ကြည်ရင်သဘောကျလာရင်နဲ့မင်းနွားကြီးအလကားဖြစ်မှနေတူတူကျုပ်ကိုရောင်းပေးစမ်းမှာကွယ်ကျုပ်ကဒီကောင်ကြီးကိုရောင်းဖို့ခေါ်လာတာမဟုတ်ဘူးဗျဘာလဲဒီကောင်ကြီးမြင်တော့ခမညာနွားရှုံးမယ်ထင်ပြီးကြောက်သွားလာဘာကွာမင်းနွားလောက်ကတော့ငါနွားအသာလိနိုင်ပါလေကွယ်မင်းကိုတနာလို့ရောင်းမလားအရင်မေးတာကျုံနွားရှာစာကြီးကိုနိုင်မဲကောင်မပုံသေးပါဘူးကွယ်ကဲဗျာလောင်းကြည့်ပြော အမေမိမကဘာကြေးဖြစ်ချင်တာလဲသာပြောမင်းကြည့်ရတာငွေရရှိပါမလားဦးရွှေတို့ကလောင်းကြီးအတွက်ငအောကိုသေချာကြည့်ပြီးပြောတယ်ငအောသူ့ကိုထင်သေးစွာပြောတဲ့ဦးရွှေတို့သူ့ရဲ့နှွေထဲနှိုက်ထုတ်တဲ့ရွှေနှက်စုကိုပြပြီးခမရတတိဆိုတော့ဒါရဲ့တန်ကြီးကိုခမရသိမှာပေါ့ကဲရော့ဒါကျုပ်ရဲ့လောင်းကြီးပဲဦးရွှေတို့ကလက်စုကိုသေချာခိုင်းကြည့်တယ်ပြီးတော့မှသူ့လက်ပင်မှာဆွဲထားတဲ့ရွှေဆွဲချိုးကိုချုပ်ပြီးတော့ရော့ဒါငါရဲ့လောင်းကြီးကဲစတာပေါ့ ရွှေလက်စုနဲ့ရွှေဆွဲကျိုးရဲ့လောင်းကြီးထက်ရာဇာကြီးနဲ့ငနက်မောင်တို့ရဲ့တိုက်ပွဲကိုလူတွေကပို့ပြီးတော့စိတ်ဝင်စားနေတယ်။ဝယ်စားတော့နွားနှကောင်ကိုစီဝိုင်းနဲ့တွင်းလိုက်ကြတယ်။ငနက်မောင်ကြီးကနှာမုတ်ပြီးမြေကြီးကိုခွာနဲ့ရက်တယ်။ပြီးရင်တော့တဟုန်တို့ရာဇာကြီးကိုပြေးခွေတော့တယ်။ရာဇာကြီးကလည်းငနက်မောင်ရဲ့ခွေးချက်တွေကိုထိန်းတယ်။သူတို့ပြန်ကိုယ်ပြန်ခွေးကြရင်ငနက်မောင်ကပို့ပြီးတော့ကြမ်းလာတယ်။ရာဇာကြီးရဲ့ရှေ့နဲ့ပြင်နဲ့ပေါင်နှချောင်းမှာချင်ရပက်ရတွေမြင်မကောင်းတော့ဘူး။ဒါပြင်ခေါင်းထက်ကစီးကျလာတဲ့သွေးတွေ လေလံတလျှောက်မှာနီးရဲနေတယ်။လူတွေကလည်းအော်ဟစ်ချိန်တော့မရှိတက်ရှူဖို့တော့မေ့ပြီးနွားတိုက်ပွဲကိုကြည့်နေတယ်။ရာစာကြီးကငနဲ့မောင်ရဲ့ခွေးချက်တွေကိုတင်းခန့်နေတယ်။ဒါပေမဲ့မဟန်တော့ဘူး။ဦးချွေတို့ကလည်းမျက်နှာပြက်နေပြီ။မကြောက်ဘူး။ရာစာကြီးဝိုင်းနေရနေပြေးထွက်သွားရှာတယ်။ငနဲ့မောင်ကဝိုင်းပြင်ထိရာစာကြီးကိုလိုက်ခွေတော့နွားသမားတွေဆွဲဖို့ပြင်ကြတယ်။ဟေးငနဲ့မောင်ပြန်လာခဲ့စမ်း။ငဩခေါ်တော့ငနဲ့မောင်အားလုံးအံ့ဩကုန်တယ်။ငနဲ့မောင်ကငဩစကားတိုင်းအနာကိုပြန်လာရှာတယ်။ ကဲဦးဂျုံလောင်ကြီးပေးပြီတော့ငအိုးကတောင်းတော့ဥရွှေတို့ခေါင်းငိုက်ဆိုင်နဲ့သူ့ရှုံးသွားရဲ့လောင်ကြီးကိုပေးတယ်ငအိုးကဥရွှေတို့ရဲ့ဆွဲကြိုးကိုလည်းပေးမှဆွဲပြီးညနေမောင်နဲ့မောင်မြဲကိုခေါ်ပြီးတော့လူအုပ်ကြားပြန်ထွက်လာတော့တယ်မြမြင်ခေါ်သွားကြဆိုင်ကွာကြာရင်ဒီကောင်ငါလက်စာမိတော့မယ်ဥရွှေတို့ရာဆိုင်ကြီးကိုကြည့်ပြီးဒေါသတကြီးအုံရင်လိုက်တယ်ရှုံးပွဲမရှိလို့ကျင်းဝါထားတဲ့ဥရွှေတို့ရဲ့နှွားကြီးရာဆာခုတော့အားလုံးရှိမှညနေမောင်ကိုရှုံးခဲ့ပြီလေလူ ီတော့ခမရဘရခေါ်လာတာလေဗျမောင်မြင့်ရမေးတော့မင်းတိတ်ကိုတိကျင်းနေရမို့လားဟုတ်တယ်ဒါဆိုရင်ငါ့ကိုဟဲ့လူတို့ခမရတို့မခေါ်ပဲနဲ့ကိုကြီးငအောလို့သာခေါ်စမ်းကွာအဲ့လိုခေါ်မဲဆိုမှငါမင်းတိကျင်းတာပြောပြမယ်ငအောစကားကြောင့်မောင်မြင့်မျက်မှောင်ကျုံသွားတယ်မင်းမခေါ်ခြင်းမို့လားဒါဆိုရင်လည်းစက်မမေးတော့နဲ့ကွာသွားကြတာပေါ့ငအောငနဲ့မောင်ဆွဲပြီးထွက်သွားတယ်မောင်မြင့်တယောက်နေရာမှာပဲကြံခဲ့တယ်မောင်မြင့်တက်ပြင်းချပြီးကိုကြီးငောသူ့ကိုပြောပြပါ ကျုပ်သိကျင်တယ်ဒီလိုပြောတော့ငောချီနန်းတွေရက်တန်သွားတယ်ငောပြုံးပြီးနောက်ကိုလှင့်ကြည့်ပြီးတော့သိကျင်အနားလာလေကွာမောင်မြတ်မောင်မြတ်အနားကိုရောက်တော့ငနဲ့မောင်ရဲ့ခေါင်းကိုကိုင်ပြီးမူလအတိုင်းပြန်ပြောင်းစေတဲ့ခါထားကိုရွှတ်လိုက်တယ်တရခါငနဲ့မောင်ကသစ်သားနှွားရုံလေးအဖြစ်ပြန်ပြောင်းသွားတော့တယ်နှွားရုံလေးကိုငောကောက်ယူပြီးဒီကောက်ကိုကိုကြီးနှုတ်ထတာကြားပြီးမောင်မြတ်ခုမှပဲထုတ်သုံးပြစ်တော့တာဒါဆိုဟိုလူတွေတော့ဒေါသထွက်နေတော့မှာပဲဘာလို့လဲကွာ ကိုကြီးငှအိုးကတမယိုးကြနိုင်တာမှမဟုတ်ပဲတမယိုးကြနိုင်တာမနိုင်တာထက်အဲ့ဒီလိုဥချိုးပေးတဲ့သဘောပေါ်မောင်မြဲရဒီလိုဘလောက်တောင်လေကြီးနေချင်နိုင်နေဆိုတာမင်းလည်းမြင်တာပဲလေငှအိုးပြောတာလည်းမှန်နေလို့မောင်မြဲကောင်းကြီးနိုင်တယ်လာပါကွာတူပြန်စုမင်းကငှထိန်မြှော်နေတော့မယ်ကျုပ်ကသူ့အဝအကူလို့ခေါ်ရမှာလားအေးပေါ်ကွာသူ့တော့မခေါ်ချင်ပါဘူးဘာလို့လဲမောင်မြဲရသူကကျုပ်ဦးကိုတတ်တဲ့သူနောက်ပြီးသူကကိုကြီးငှအိုးထိုင်ရက်ဆက်တယ်သူ့တော့မခေါ်ချင်ဟာ ီနေ့တော့မကြဘူးလေမင်းကငါ့ကိုတော့ခေါ်ပြီသူ့ကိုမခေါ်ရင်မင်းပေါ်စိတ်ဆိုးမှာပေါ့တော်နေမွေးဒီပိုင်းနဲ့တိုက်နေမှာငါမကယ်နိုင်ဘူးတော့မောင်မြေငါအော်ပြောရင်နှွားရုံလေးကိုလွှဲထဲပြန်ထည့်လိုက်တယ်အေးမဗျာအေးမကျုပ်ခေါ်ပါမယ်ဟုတ်ပြီလားဒီလိုပြောတော့ငါအော်ပြောမိကောင်းငိတ်နေဒီနောက်နှစ်ယောက်သားဝါတော်ရဲဝင်ခဲ့ကြတယ်ကိုကလေဗျာကြာလိုက်တာဟင်လေပြင်းဆွေးချိုးကြီးနေဘေးရလာလေနှွားပွဲမှာနိုင်လာတာလေငနဲ့မောင်ထုတ်သုံးပြီပေါ့အေးကွာဒါဆိုရင်ကျုပ်ကိုပေးစမ်းပါဗျာ ဒီကောင်သုံးပြီးလူတယောက်ကိုခွေတက်ခိုင်းခြင်းလို့ငထိတ်စကားကြောင့်မောင်မြဲတက်ပြင်းချတယ်ကိုင်းကကျုပ်ပိုက်စာပြီဗျမောင်မြဲပြောတော့ငထိတ်အံ့ဩသွားတယ်အေးဒီလိုဆိုကိုတို့ထမင်းစားကြတာပေါ့ငအိုးကငထိတ်ကိုပြန်တော့မဖြေပဲမောင်မြဲနဲ့ထမင်းသွားစားတယ်မောင်မြဲတယောက်ငအိုးကိုခင်းတွဲလာတယ်ငအိုးကလည်းညီအရင်လိုမောင်မြဲကိုစောင့်ရှောက်ပေးခဲ့ရှာတယ်ကိုင်းကအေးကျုပ်ကပညာသင်ပေးပါလားဗျမောင်မြဲစကားကြောင့်ငအိုးမောင်မြဲကိုကြည့်မိတယ် ဘယ်ပညာကိုသင်ကျင်တာလဲမောင်မြတ်။ဟာဗျာ။သူကကိုကြီးငေါ့တို့ညီကိုကြီးတက်ထားရဲ့ပညာကိုသင်ကျင်တာ။အသင်ပေးနေတဲ့တော့ကိုဒီကောင်ကြီးကတုတ်တို့လက်စားပြန်ချေကျင်တဲ့ပုံပဲ။ငထင်းကမောင်မြတ်စကားကိုဖျက်ပြောတယ်။ဟုတ်လားမောင်မြတ်။မဟုတ်တာဗျာ။သူကသာပညာသင်ကျင်တာပါဗျာ။ဘာကိစ္စလက်စားချေရမှာလဲ။အေးကွာ။ကိုကတော့ဘာလို့ကြောင်မဲသင်ကျင်သင်ကျင်။ငါညီကိုဒီပညာကြီးမပေးချင်ဘူး။ဘာလို့လဲကိုကြီးငေါ့။ဘာလို့လဲဆိုတော့မင်းလည်းမြင်နေရပဲမောင်မြတ်။ ကိုရုပညာဘလောက်ကြောက်ဖို့ကောင်းလဲသူ့ဘဝကိုဒုက္ခပေးဖို့ဒီပညာယူနေရက်တည်နေရရဲ့ကိုရုဘဝကိုမင်းအားမကြလိနဲ့မင်းတင်ကျင်တော့စေဖို့ဆက်တဲ့ပညာရက်ကိုအခုတင်ပေးမယ်ဒါနဲ့ပဲမင်းအသက်မွေးကြောင်းလို့ရတာပေါ့ကွာဒါဆိုရင်ကိုရင်းကိုတင်ပေးရပဲကျုပ်တင်ပါတော့မယ်မောင်မြင့်ကအိုးကိုမတက်ရှာဘူးတရက်မှာတော့တောပန်းတွေခူးလာတဲ့ရွာအပြိုအုပ်စုနဲ့ငေါ်တို့တုံရောင်စုံနေဒီအုပ်စုတွေကချောလာလေးခွာညိုနှွေကိုငေါ်မြစ်တာရှိသွားတယ်အခု ြည်နိုင်လားဗျကိုကြည်ရတာဟိုမိန်းကလေးကိုသဘောကျနေပုံပဲသဘောကျရင်လည်းလုံလိုက်တော့ကိုရငထိန်စကားကြငေါ့တပြင်းကြတယ်အခုမြစ်တာရှိတဲ့သူတော့အဲ့လိုနီးနန်းနဲ့အရှမယူကျင်ပေါင်းညီနေရမြစ်တာချင်းညီမဘဝတရမှာကွာဒါပေမဲ့အခုလူလူတယောက်ကိုအသူအမြမြစ်တာပေးမှလေကွာသူ့ရဲ့နာမည်ကိုလည်းမသိဘသူသမီးဆိုတာမှလည်းမသိရင်လူတယောက်လေကျုပ်သိရဲ့ဗျအဲ့ဒီအမကြီးနာမည်ကမခွန်ညိုနွဲတဲ့သူ့ဖေကိုကိုကြီးငေါ်သိပါတယ် ုဒကနွားပွေးတော့ရှုံတော့တဲ့ဥရွှေတိုးဆိုတာသူ့ဖေပေါ့ဟုတ်ရင်လမ်းပေါ့မြေဟုတ်ပါဗျာသူကကိုကြီးငထိန်ရွာတဲ့ဈေးဝယ်လွတ်တယ်မို့လားသူကအဲ့ဒီမှာအမိဖွင့်ထားရေးဈေးဆိုင်မှာတော့ဝယ်နေကြကဲခဏနေအောင်သူကိုကြီးငေါ့နဲ့မိတ်ဆက်ပေးမယ်ပြောပြီးတော့မောင်မြေကတော်ပန်းခုနေရဲ့အပြိုအုပ်စုစီကိုထွက်သွားတယ်မြို့မိုင်းတွေဟေးမောင်မြေပါလားဘယ်ရဘလို့ရောက်လာလဲသူကိုကြီးနဲ့နေသားလို့ပြောထားတယ်မို့လားဟုတ်ကောင်မရက်နေတာသူကိုကြီးဗျအချောတွေဟဲ့ဟုတ်ပါ အခုကျင်ကြိုင်ရတော့ပြိုးအုပ်စုကမောင်မြင်းနဲ့ရင်းနှီးနေကြတယ်ငအုံးနဲ့ငထင်ကိုကြည့်ပြီးအချင်းချင်းဆဆန်းနောက်နောက်ပြောနေကြတယ်မိုင်းတွေလက်ခင်လေးလားသူ့ကိုယ်ရင်းနဲ့မိတ်ဆက်ပေးပါရစေမောင်မြင်းရဲ့ခေါ်ဆောင်မှုကြောင့်ခွန်ညွန်ွယ်တို့တတိုက်ငအုံးတို့ထံရောက်လာတယ်ဒါသူ့ကိုယ်ကြီးငအုံးတဲ့ဒီဘက်ကသူ့ကိုယ်ကြီးငထင်လို့ခေါ်တယ်ဟုတ်ကဲ့ကျမကခွန်ညွန်ွယ်ပါကျမကသူစားကျမနှင်းနှင်းပြိုးအုပ်စုရဲ့မိတ်ဆက်တန်တွေစုညံနေတယ်ကျုံညူနေပြောပြလို့ ဒီကနှမတို့ကြောင့်တင်ရတယ်။စေရင်နေပန့်ခုကြပါ။ဘသူမှနှောက်ရှက်မပေးစေရပါဘူး။ငအိုးစကားကြောင့်ခွားညုံနေပြုံးနေ။ငအိုးကလည်းခွားညုံနေရဲ့ပြုံးလေးကိုငေးကြည့်နေတယ်။ပြိုးအုပ်စုကလည်းမျက်စိနှင်းနေ။ငအိုးနဲ့ခွားညုံတွေတို့ကြည့်ရင်အချင်းချင်းမျက်စပြည့်နေတော့တယ်။ကဲပန့်ခုပြီးပြန်ကြဆိုကောင်းမှရီ။တုံနေဆိုနေဆောင်တော့မယ်။ခွားညုံတွေတို့အုပ်စုပန်းသွားခုတဲ့ချိန်ငအိုးတော့ရဲဝင်သွားတယ်။တော့ရဲဝင်ပြီးခဏကြာရှားပါတဲ့တောပန်းဝင်တစ်ဝင်းကိုခံပြီးပြန်ထွက်လာတယ်။ ဒီပန်းတခြားပန်းတွေနဲ့မတူအနံ့မွေးကြိုင်ထုံသင်းနေခွန်ညိုဒါခွန်ညိုအတွက်ကြုတ်ခူးလာပေးတာလှလိုက်တဲ့ပန်းအနံ့လေးကလည်းမွေးနေတာပဲလှလိုက်တာဟုတ်ပါ၏ဒီလိုပန်းမျိုးကြုတ်ဖြင့်မျက်နှာမမြင်ဘူးပန်းပွင့်ကိုကြည့်ပြီးနဘေးဟာပြိုရီပြောဆိုနေပေမဲ့ခွန်ညိုတွင်ပန်းပွင့်ကိုယူဖို့ရှံ့ညွနေခဲ့တယ်ဒီအချိန်မှာပဲကြားဟင်းတန်ကြားလိုက်ရတယ်အမလီကြားဟင်းတန်ကြားကိုခွန်ညိုတွင်အလန့်နဲ့ကြားနေငအုပ်ပြေးဖက်တယ် အပြူအုပ်စုကခွန်ညုံွယ်ကိုကြည့်ပြီးအံ့ဩကုန်နေသူတို့မှကြားမရှိပါဘူးဘယ်ကနေများရောက်လာပါလဲအေးကြားတံဘယ်ကနေထွက်လာပါလဲမဖြစ်ဘူးရွာရဲပြန်ဝင်စုမိနွေသူများကိုဖတ်ထားတာလွတ်တော့လေလာလာပြန်စုတငယ်ချင်းတွေပြောကြအောင်ခွန်ညုံွယ်ရှက်လုံးမကရှက်နေတယ်ရှက်ရှက်နဲ့ခေါင်းကြီးငုံပြီးရွာကိုပြန်ဖို့ပြင်တော့ခွန်ညုံပန်းပန်းယူသွားအောင်လေငါတို့ကပန်းပွင့်ကိုခွန်ညုံွယ်လက်ထဲလိုက်ထည့်ပေးရှာတယ်ခွန်ညုံွယ်ပန်းပွင့်ကိုယူပြီးတငယ်ချင်းတစ်တိုက်နဲ့ ရွာထဲပြန်သွားတော့လေဘယ်နဲ့လေးကိုအစီမပြေးရလားငတိန်ချုံကိုရထွက်လာပြောတော့ငေါ်ပြုံးပြီးတော့ခေါင်းငိတ်နေဒီလိုမှမောင်မြဲသဘောပေါက်သွားတယ်စောစောအကြိမ်းတန်ငတိန်ရဲ့လက်ချက်ပဲဖြစ်တယ်ကိုကြီးငေါ်မိုင်းမျိုးတကယ်သဘောကျလားအေးပေါ်မောင်မြဲရငေါ်တယောက်ခွန်ညွန်ွယ်ကိုတော်လေးသဘောကျနေတာမောင်မြဲကငတိန်မှသိတယ်ဒါကြောင့်ခွန်ညွန်ွယ်နဲ့နီးစပ်နိုင်မှုကူညီပေးနေကြခြင်းဖြစ်တယ်ချစ်တာချစ်နေမိတာပါကွာသူ့ဖေနဲ့ရှင်ဆန်ရမှာတော့ရှင်လေးတယ်ဟိ ဘာလို့ရှင်နေရလဲကိုရဒီလိုလောက်ကတော့ပြင်းစိတ်တက်တာတော့မခက်ခဲပါဘူးနေပါငထင်ရငါမြေတားရှိနေတဲ့သူတော့ဘယ်နည်းနဲ့မှထိခိုက်မခံပြရစေနဲ့ဥရွှေတိုးဆိုတာသူ့ဖေမို့လားငါကြောင့်တော့သူ့ဘဝလေးကိုမထိခိုက်စေချင်ပါဘူးကွာငါနီးငါဟန်နဲ့ပဲစူးစမ်းပါမယ်ငါအိုးရဲ့စကားကြောင့်ငထိန်နဲ့ပေါင်မြဲတို့တပြင်းချမိတယ်ငါအိုးခွန်ညွန်ရဲ့မြေတားကိုပိုင်ဆိုင်ရဖို့တရားတော်နီးနန်းနဲ့ပဲစူးစမ်းတော့မယ်ပြည့်တမန်ရှင် ီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။